အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့သင်္ကေတကတော့ဗိမာန်သင်္ကေတလို့ခေါ်ပါတယ်ယရနာဗန်တိုင်းလို့လည်းခေါ်ပါတယ်လေးတော့ကွက်ထဲမှာဂမ်ဘီယာချက်ချေနှစ်ထပ်ပါပါတယ်ဒီလိုသင်္ကေတပါဖို့ကလည်းတော်တော်ရှားပါတယ်ဒီဗိမာန်သင်္ကေတလေးတော့ကွက်လေးပါနေမယ်ဆိုရင်ကိုပိုင်တိုက်အိမ်နဲ့နေရလိမ့်မယ်ကိုပိုင်အိမ်ချံဝန်းနဲ့နေရလိမ့်မယ်အောက်ဆာယရနာများရှာဖွေစုဆောင်မိမယ်ဦးစားတာကောင်းမယ်အမွေနဲ့ရတတ်ပါတယ်နောက်ပြီးဂမ်ဘီယာချက်ချေနှစ်ထပ်ရဲ့အကျိုးကလည်းရှိပါသေးတယ် ဂံမြတ်ချက်ချင်းနှစ်ထပ်ပါတဲ့သူတွေဟာလောကီလောကုတ္တရာနှစ်ဖြာတို့ကိုအကျိုးပေးခြင်းမိမိစိတ်ထဲထင်နေရင်တကယ်ဖြစ်နေတတ်ခြင်းလောကီစည်းစိမ်များခံစားရရှိတတ်ခြင်းမိမိကိုပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဆောက်ရှောက်ခြင်းပတိစိတ်ခြင်းတရားထိုင်ခြင်းတို့ကိုအမြဲပြုလုပ်ပါကအကျိုးထူးများများရခြင်းဘဝတိုးတက်မြင့်မားခြင်းတို့ကိုရရှိစေပါれ။နောက်ပြီးသူရဲ့နှလုံးလန်းနဲ့ညာလန်းဟာအလွန်ကျယ်ပြန့်ပြီးကွာဟနေခြင်းကလည်းဉာဏ်ပညာအမြုံမြင့်ကြီးမားခြင်းလောကကိုကျယ်ကျယ်ပြန့်ပြန့်တွေးခေါ်မြုံမြင့်တတ်ခြင်း အနာဂတ်ကိုကြိုတင်ပြင်ဆင်စီမံတတ်ခြင်းစိတ်ထားမှုမြတ်ခြင်းစိတ်ကူးနဲ့လက်တွေ့ကိုဒွန်တွဲလောက်ကင်ဆောင်ရွက်တတ်ခြင်းတို့ကြောင့်ဘဝမှာအောင်မြင်မှုတရဖူစောင်းနိုင်မဲ့ပြယုတ်တစ်ခုပဲဖြစ်ပါတယ်။လုပ်ငန်းတိုင်းကိုဦးဆောင်နိုင်မဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ခရီးဝင်းလို့ခေါ်တဲ့ကျေတံလည်းပါပါသေးတယ်။ဉာဏ်လန်းပေါ်မှာကျေတံပါတာကအလွန်ကောင်းပါတယ်။ရှားလည်းရှားပါတယ်။ဒါကတော့အသက်35နှစ်ဝန်းကျင်မှာအိမ်ပိုင်ကားပိုင်နဲ့နေရလိမ့်မယ်။ဒူးကျွန်ထက်မြက်မယ်။အမှုပညာလုပ်ငန်းတွေလောက်ကင်အကျိုးပေးမယ်။အောင်မြင်ကြော်ကြားမယ်။ ကြည့်ပါရေးလူမှုရေးနယ်ပယ်မှာဒိတ်ဒိတ်ကျဲအောင်မြင်ကြည့်ပါမယ်။နောက်တစ်ခုကတော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးပေးဆက်ရမှုအ ਨੇ စုံနဲ့စိတ်ချမ်းသာမှုအရှိဆုံးလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။နံပါတ်၁ကတော့သူ့ရဲ့လက်ဝါးပြင်တစ်ခုလုံးမှရှိတဲ့ဂျိုးကုံလေးဟာမုံမအားကောင်းပြီးသေးသွဲ့အားကောင်းတဲ့နှလုံးသားကြောင့်လည်းဂျိုးမရှိအပြတ်တောင်မရှိအောက်ကိုဖွာကျနေတာလည်းမရှိအစအလဲဆုံးတန့်ရှင်းကောင်းမှုနေမယ်ဆိုရင်အိမ်တော်ရင်းတာယာမှုရမယ်။နံပါတ်၂ကတော့သူ့ရဲ့တောက်ကြဂျိုးကုံပဲဖြစ်ပါတယ်။ ။နောက်ကြကျူကုံမှာလည်းမတ်တပ်စင်လမ်းကြောင်းတွေမရှိတဲ့အတွက်ကြောင့်မိသားစုအရေးနဲ့ပတ်သက်ရင်လည်းစိတ်ရောလူရောပင်ပန်းစရာမရှိစိတ်အေးချမ်းသာမှုရာနှုန်းပြည့်ရမယ်။စိတ်ခံစားမှုလည်းအားနည်းတတ်ပါလေ။နံပါတ်3ချက်ကတော့သူရဲ့လက်သွေအောက်မှာငါးရုပ်ပုံဟာတေချာအနီးကပ်ကြည့်မယ်ဆိုရင်ရှင်ရှားအကောင်းနေတဲ့အတွက်ငွေကြေးကန်စီးပွားရေးကန်ကိုကောင်းမွန်စေပါတယ်အခုလိုလက်ပိုင်ရှင်မျိုးဟာကြီးကြီးတက်မချမ်းသာရင်တော့လူတန်းစေနေထိုင်ရပြီးမိသားစုရေးအိမ်တော်ရေးနဲ့ပတ်သက်ရင်လည်း ပေးဆက်ရမှုအ ਨੇ စုံနဲ့စိတ်ချမ်းသာမှုအရှိဆုံးပဲဖြစ်ပါတယ်